ကြီးတွေဂရုလိုက်ရှိတယ်အုတ်လိုက်ကြီးဖြစ်နေတာကွာအုတ်လိုက်ကြီးအဘသားကြီးတွေကအုတ်လိုက်ကြီးဗျာကိုစောဝင်းကိုစောနေကြတာကြည့်လို့မကောင်းပါဘူးမြင်လို့မကောင်းပါဘူးခင်ဗျားတို့ထိကြပါခင်ဗျားတို့ရဲ့စိတ်တက်ဒီအောက်တန်းကြတာကိုခင်ဗျားတို့ကိုယ်တိုင်ပေါ်ပြနေတာနိုင်ငံမှာအကျင့်ပြအကျင့်ပြဝန်တန်းဆိုတာတက်ထဲမှာလည်းရှိတယ်တက်ထဲမှာလည်းရှိတယ်ကြလားဒီဝင်းအောင်မေ့နေသလားတို့တော်လည်းပဲကြလားခင်ဗျားကိုစောဝင်းပြောနေတဲ့ဟာတွေကကိုစောဝင်းထောက်ပြနေတဲ့ဟာတွေကဒါတွေကကြလားဒီအမားတစ်ချက်တစ်ချက်ပါမယ်ပါရင်ပါမယ် ို့တော့လည်းပဲသူပြောနေတဲ့အများစုတွေဟာပြည်သူလူထုစီကဆင်းသက်တဲ့သတင်းတွေပဲဝင်များကဝမ်းဝမ်းပိတ်ဆို့ဖန်စီခဲ့ရာမေလ26ရက်နေ့မှာချစ်ကိုကိုခေါ်ကြော့ကြီးရဲ့ဇနီးမြင့်မြင့်ထွေ39နှစ်အောင်ကိုကိုချစ်18နှစ်ဇင်းမောင်မောင်ခေါ်အာနို28နှစ်နဲ့ထွက်ပြေးတင်းရှောင်ရမှာကိုကြီးဆောင်ရွက်ပေးခဲ့တဲ့ဖြိုးဝေအောင်ခေါ်အရှိကြီး40နှစ်တို့ကိုဘကူးမျိုးအဝင်စစ်စည်းရေးဂိတ်မှာဖန်စီရမိခဲ့ပါတယ် တ်မှုမှာပါဝင်သူတပ်ဖွဲ့ဝင်အားလုံးဘေးကင်းလုံခြုံတယ်လို့ Golden Valley Warrior အဖွဲ့တာဝန်ရှိသူကဆိုတာပါ။ တွေအားလုံးပဲငလင်မေးရေးပြီးနဲ့မေးပြီးတယ်မှာများဆုံးကင်းဝေးကြပါစေလို့ဆုတောင်းပေးနေပဲကျွန်တော်ရဲ့ကိုကြက် Revolution Channel လေးရဲ့ပြန်ကြိုဆိုလိုက်ပါရစေ။ဒီလိုလေး Reaction မျိုးတော့ပြီးကမှာတော့ယနေ့ဇွန်လ6ရက်နေ့ အောက်ကြာနေ့ရဲ့ညနေ9:00ဝက်ထီနောက်ဆုံးရရှိတဲ့ညနေပိုင်းသတင်းချို့အချင်းချို့ပေါ်ပြပေးသွားဖြစ်တဲ့အတွက်ဒေါ်လာမျိုးတွေအားလုံးပဲအဆုံးထိကြည့်ပြီးဒီနေရာနေပြီးထက်မှန်တောင်းဆိုလိုက်ပါရစေ။ညပိုင်းသတင်းတွေကိုတော့ည8:00ခွဲချိန်မှာထက်မှန်ပေါ်ပြပေးသွားမှာဖြစ်ပါရစေ။ပထမဆုံးဒီပုံဒီနေ့ကတော့မြန်မာနိုင်ငံတော်မှာတိုက်ပွဲများတွင်စစ်ကောင်စီတပ်မှဗိုလ်မှူးချုပ်အဆင့်2ဦးပါဝင်စစ်ရာရှိ18ဦးသေဆုံးပြီးဒုဗိုလ်မှူးကြီး2ဦးကိုစစ်တုံ့ပန်းဖြင့်ဖမ်းဆီးထားကြောင်းဒေါ်လာရင်းတရီကထုတ်ပြန်ချက်ထုတ်ပြန်ခဲ့ပါရစေ။အာမေလာတွင်စစ်ကောင်စီတပ်မှအရာရှိနှင့်စစ်သည်အများပြားတိုက်ပွဲမှာကြာဆုံးခြင်း အမေမရဟင်နှစီပြစ်ခံရပြီးတက်ကြရစစ်တပ်မှအရာရှိနေစစ်တပ်များပြားတည်ဆုံးခြင်းပါဝင်အရေးအတွက်အားဖြင့်များစွာတည်ဆုံးခဲ့တယ်လို့ထိပ်ပိုင်းစစ်ရာရှိကြီးများဟင်းသားမင်းသားရှိသောအရာရှိငယ်များရဲ့တည်ဆုံးမှုစီးရင်များကိုလည်းပြန်လည်ပြုစုရမှာဗိုလ်မှူးချုပ်အစင်နှစ်ဦးပါဝင်စစ်ရာရှိ18ဦးတည်ဆုံးပြီးတဦးကိုတုံ့ပန်းဖြစ်ဖမ်းဆီးရရှိမှုကိုလည်းမှတ်တမ်းတင်နိုင်ခြင်းဖြစ်ပါတယ်။မှတ်တမ်းတင်နိုင်ခြင်းဖြစ်ခဲ့ပါတယ်။ INDB ဘော်ဒကတ်တိုက်ပွဲမှာမေလ6ရက်နေ့စစ်ကောင်စီတပ်ဖွဲ့မှတမ66ဗီဝါမှုဗိုလ်မှူးကြီးအောင်ကျော်သက်ကိုအုံဖေး DSC လေးလေးကတော့တည်ဆုံးသွားခဲ့ပါတယ်။ မေလရှင်ရနေ့ဘိုးတန်းရွှေကြည်မြို့နယ်ညောင်ခြေတော့ကျွရမှာရှိတဲ့စစ်ကောင်စီရဲ့ကမ္မရာ9ခုရှိတရင်ဌာနချုပ်ကို PNLA SOF PDF ပကဖလူကပီဒီယာနဲ့ဒရုန်းဖွဲ့တွေကတိုက်ခိုက်သိမ်းပိုက်ရမှာတော့စစ်ကောင်စီတပ်မှတပ်ထောက်ဗိုလ်ကြီးဆိုင်းပြေအောင်ထိ송သွားခဲ့ပါတယ်။ဥပြင်မေလ18ရက်နေ့တောင်ငူလီတဲ့စကန့်ကိုတော်လန်ရေးတပ်များကတရားခွန်မမရှော့လိုက်တုံးပြစ်ခတ်တိုက်ခိုက်ခဲ့ရမှာဒုတိယဗိုလ်မှူးကြီးနှုတ်ဦးနဲ့ဗိုလ်ကြီးနှုတ်ဦးလည်းတတ်မှန်ထိ송သွားကြပါတယ်။လာတူပဲမေလ19ရက်နေ့တန်တောင်ကြီးမြို့နယ်မှာ စစ်ကောင်စီရဲ့တမတော်ကြီးတင်တန်းကြောင့်ကိုတရက်ခုမှမှရှော့တိုက်လုံးပြီးပြစ်ခတ်ခဲ့ရမှာတော့ဘုံမူသုံးထမှန်သေးဆုံးခဲ့ကြောင်းသိရှိရပါတယ်အချင်းပြည်နယ်ဘန်ဝမြို့ကိုစစ်ကူလာဖို့တဲ့စစ်တပ်ရဟန်းနစီကို KIA ကပြစ်ခတ်တိုက်ခိုက်ခဲ့ရမှာလဲရဟန်းဒစီမှာရွှေကူမြို့နယ်အတွင်းပြစ်ကြသွားခဲ့ပြီးလေရင်ရဟန်းရင်မှုဘိုးကြီးမျိုးထက်အောင်ပေါင်းဝင်လေတက်ရရှိ၃ဦးစစ်ပြူဝမှုပေါင်းဝင်စစ်သား၁၉ဦးသေဆုံးခဲ့ပါတယ်ကိုပြင်းမေလ၂၁ရက်နေ့နနက်9:40မိနစ်အချိန်မှာ ။သခိုင်းတိုင်းစားလင်းကြီးမြို့နယ်ရန်စီဝံပေါ်မှဂျင်းီတွဲကကာဝယ်ဖြင့်ဒုံကြုံရင်ယူပြီးထွက်လာခဲ့တဲ့စစ်တပ်ကရမမြို့နယ်အဆက်မှာရှိတဲ့မြောက်ရမတံတားမှာတော်လိုင်းတပ်ဖွဲ့များကမိုင်းဆွဲတိုက်ခတ်ခဲ့မှာတော့စစ်ကောင်စီတပ်မှဗိုလ်မှူးညံထုံးပေါဝင်စစ်သား၅ဦးပြေဆုံးခဲ့ပါတယ်။မေလာအတွင်းထူးခြားဖြစ်စဉ်ဖြစ်ရန်ကုန်မြို့မရန်ကုန်မြို့နယ်မှာမေလာ၂၂ရက်နေ့ညင်းသားဗိုလ်မှူးချုပ်ဂျိုထွန်းအောင်ကိုတော်လိုင်းတပ်ဖွဲ့များကပြစ်ခတ်တိုက်ခတ်ခဲ့ရမှာအဆိုပါဗိုလ်မှူးချုပ်မှာလည်း ဒူဘာဘုံမှုကျုံမှာလဲနေရာမှာပဲပွဲချင်းပြီးသွားခဲ့ပါတယ်။တကိုင်းပြည်နယ်တွင်လဲမေလ26ရက်နေ့တောက်ဖြူမြို့နယ်မှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွင်တမတစ်တစ်ယူဝမှုဘုံမှုကျုံကျော်မျိုးအောင်မှာအေအေပြစ်ခတ်မှုကြောင့်သေဆုံးသွားခဲ့ရပြန်ပါတယ်။လာတူပဲအေအေပြစ်ခတ်မှုကြောင့်တောက်ဖြူတဲ့ပွဲမှာလဲခမာယာ၅လေးတို့မှဘူကြီးတို့လဲတက်မှန်သေဆုံးခဲ့ရပါတယ်။တေရရှိကြီးတို့စစ်တုံးမှန်းဖြစ်ဖမ်းဆီးရရှိမှုပြေကတော့မေလ30ရက်နေ့ရခိုင်ပြည်နယ်တောက်ဖြူမြို့နယ်မင်းတက်တောင်ကြီးရတဲ့ပွဲမှာတိုင်းစစ်ဦးမှုပထမတန်း G1 ဒုတိယဘုံမှုကြီး ကျော်လင်းချိုင်ကိုစစ်တုံပန်းဖြစ်အားခန့်ကျတော့အေကဂန်းစီရရှိကြကြောင်းသိရှိရပါတယ်။ဒါတွေကတော့ဒီလာတွေတွင်းမှာစစ်ခွေးကြီးတွေပေါ့ဗျာစစ်ခွေးတော်ကခွေးကောင်ကြီးတွေပေါ့ခွေးကောင်ကြီးတွေကိုအခုလိုမျိုးရှင်းလင်းနိုင်ရဲ့နေထိုင်ရောက်လာတာလေတော်တော်လေးကိုမှတိုးတက်လာတဲ့တော်လိုင်းရဲ့နေထိုင်တကူအားလုံးတွေ့မြင်နေရမှာဖြစ်ပါတယ်ဒီလိုပဲနောက်ပိုင်းကျရင်မင်းရောင်လူကောင်တွေကိုကိုကဆွဲပြီးဒီလိုတိုက်ဆွဲရမယ်နေထိုင်တကူရောက်လာအောင်တော်လိုင်းပြည်သူတွေရောတော်လိုင်းရဲဘော်တွေရောအားလုံးအတူစင်တကွာ ကူစားသွားကြမှာဖြစ်ပါတယ်။နောက်တဲ့တဲ့ရင်ပုံမှာတော့ရန်ကုန်တိုင်းမယန်းကုန်မြို့နယ်မှာမေလ22ရက်နေ့ကဖြစ်ခဲ့တဲ့ငိမ့်စားဘုံမှုချုပ်ချိုးထုံးအောင်ပြစ်ခတ်ခံရပြီးသူဆုံးသွားတဲ့ပတ်သက်ပြီးလုံခြံပောင်ဝင်သူတွေကိုပြီးပြီးဆိုပြီးတော့စစ်ကောင်စီကနေပြီးတည်တဲ့အတိုင်းပဲစော်မဲလုံးတို့ဖွဲ့ကကြီးညာထုတ်ထုတ်ပြန်ခဲ့ပါတယ်။ပြတ်မကြောက်ပါဗျာ။အိမ်မှာအသက်6နှစ်ရွယ်ကလေးပောင်ဝင်ပြီးသူ16ဦးလည်းဖမ်းဆီးထားရတွေ့ရှိရပါတယ်။ဒီမှာပေါ်တဲ့လူတွေကလုံးလိုက်ဖမ်းနေတယ်လည်းဖြစ်မှာပါ။ဘာမှရည်မရမသေးကြပဲနဲ့လိုက်ဖမ်းနေနေထားကြပါပဲ။ မေလ22ရက်မှာစစ်ကောင်စီရဲ့တောက်တိုင်လက်ဖြစ်တဲ့2023ခုနှစ်မှာမင်းအောင်လှိုင်ရဲ့ကိုတိုင်ဝနကြော်ထင်ဘွယ်ပေးရခဲ့တဲ့ဘိုးချုပ်ချိုထွန်းအောင်ကို၎င်းရဲ့နေရှိမှာ GPW မျိုးပြပျောက်ကြားရေးပေါ်တဲ့ပြစ်ခတ်ရှင်းလင်းခဲ့တာဖြစ်ပါတယ်။တရားများဖြစ်ပေါ်စေပြီးအစိုးရရန်နေရများပြပြစီရင်ရွယ်ပြီးနိုင်ငံဝင်နှင်းများအပါဝင်အပြစ်မဲ့ပြည်သူများကိုအထူးကပြစ်မှတ်ထားပြီးလုံခြံတပ်ဖြတ်ခြင်းအများပြည်သူပိုင်းဆောက်ဦးများကိုမီးရှို့ခြင်းဖောက်ခွဲဖျက်ဆီးခြင်းစတဲ့အကြမ်းဖက်လုပ်ငန်းများကိုနှီးမျိုးစုံဖြင့်ပြုလုပ်လျက်ရှိပါတယ်။ဒေမှုလုံမျိုးမှာ၎င်းအတိအသေးဖန်ဆီးရမိခဲ့ပါတယ်။ ဖန်စီရမိတရကံမျိုးကိုကိုခေါ်ဆိုင်းကိုကိုခေါ်စင်မီတက်ကောနိလက်စော်ရဲ့ထွက်ဆိုချက်အရဥချုံထုံအောင်လုံးချံတက်ဖြစ်ရမှာပါဝင်ခဲ့တဲ့ဖန်စီရကျန်တရကံချစ်ကိုကိုခေါ်ကြော်ကြီးရဲ့မိသားစုဝင်များဟာမြောက်ဒီမျိုးဘက်ကိုထွက်ပြေးတိမ်းရှောင်ရန်လုံဆောင်နေကြောင်းသိရှိရတဲ့အတွက်လုံချုံရေးတပ်ဖွဲ့ဝင်များကဝမ်ဝမ်ပိတ်ဆို့ဖန်စီခဲ့ရာမေလ26ရက်နေ့မှာချစ်ကိုကိုခေါ်ကြော်ကြီးရဲ့ဇနီးမြင့်မြင့်ထွေ39နှစ်အောင်ကိုကိုချစ်18နှစ်ဇေမောင်မောင်ခေါ်အာနု28နှစ်နဲ့ထွက်ပြေးတိမ်းရှောင်ရမှာကိုကြီးဆောင်ရွက်ပေးခဲ့တဲ့ဖြိုးဝေအောင်ခေါ်အရှိကြီး40နှစ်တို့ကိုဘကူးမျိုးအဝင်စစ်စည်းရေးဂိတ်မှာဖန်စီရမိခဲ့ပါတယ် ဲလက်ရှိမှာတော့စစ်ကောင်စီဘက်ကနေပြီးတော့သူတို့ရဲ့ဘုံမှုကိုလုတ်ကြံခံရတယ်ပတ်သက်ပြီးတော့ပြီးပြီဆိုပြီး16ကိုထုတ်ပြန်နေတဲ့အလုံးသိမှာဖြစ်ပါတယ်အဲဒီမှာကလေးငယ်လေးလည်းပါလာတွေ့ရပါတယ်6နှစ်ရွယ်ကလေးငယ်လည်းပါလာတွေ့ရပါတယ်ဒီစက်နဲ့ပတ်သက်ပြီးတကယ်လို့တဲ့ဖွဲ့ကလည်းပြန်ထုတ်ပြန်ထားပါတယ်မဟုတ်ဘူးဆိုတဲ့အကြောင်းဒီမကောင်းစရာတစ်ခုကတော့ပြည်သူတွေကိုပြီးသွားတယ်ပေါ့နော်အဲမှာပဲနဲ့ပြည်သူတွေကိုအခုလိုမျိုးဖြစ်ဖြစ်အောင်လုပ်မိခဲ့တဲ့အတွက်လည်းဖွဲ့အနေနဲ့ဘုံမှုတောင်းပန်ထားလည်းတွေ့ရှိရပါတယ်အဲဒါကတော့မင်းအောင်နိုင်ရုံမှမှုတွေပေါ့ဗျာကဲသူစစ်တွေကိုကျေလို့တဲ့လူတွေကိုမပြီးအောင် မှန်းနိုင်တဲ့ခါကျတော့လေဒုဘက်တူအောင်အောက်ကစီကိုရီးယားတွေ့ရမြင်ရပိုင်းဆွဲနေကြတာပါ။ဒါကိုကြည်ကျင်းပြီးမှနိုင်ငံမှာဒီလိုကောင်မျိုးတွေကိုသက်သားမယ်ဆိုရင်နိုင်ငံဟာဟိုတွေ့ရဖို့ပဲရှိပါတယ်။ဘေးကင်းတယ်လို့ပြစ်ခတ်မှုကိုဆောင်ရွက်ခဲ့တဲ့ Golden Valley Warriors အဖွဲ့ကပြောပါတယ်။ဘုံမှုချုပ်အောင်ချိုးထိုးအောင်တပ်ဖြတ်ခံရမှုနဲ့ဆက်ဆက်ပြီးဖမ်းဆီးခံရသူတွေဟာအပြစ်မဲ့ပြည်သူတွေတာဖြစ်ပြီးပြစ်ခတ်မှုမှာပါဝင်သူတပ်ဖွဲ့ဝင်အားလုံးဘေးကင်းလုံခြုံတယ်လို့ Golden Valley Warrior အဖွဲ့တာဝန်ရှိသူကဆိုတာပါ။ဒီကနေ့မေလ22ရက်မနက်ပိုင်းက ရန်ကုန်မြို့မရန်ကုန်မြို့နယ်ကနေအိမ်ရှိမှာဗိုလ်မှူးချုပ်အောင်ချိုးထွန်းအောင်ပြက်ခတ်တက်ပြခံရတာပါသူဟာစစ်ကောင်စီရဲ့နိုင်ငံတော်ကာကွယ်ရေးတပ်ကတော် NDC မှာနိုင်ငံတော်လုံခြုံရေးနဲ့အကြမ်းဖက်မှုတိုက်ဖြတ်ရေးဘာသာရပ်တင်ကြားနေသူဖြစ်တာကြောင့်စစ်ရေးပြတ်မှတ်တတ်မှတ်ပြီးပြက်ခတ်ခဲ့တာလို့ Golden Valley Warrior အဖွဲ့ကထုတ်ပြန်ထားခဲ့ပါတယ်အဲ့ဒီဖြစ်စဉ်ပြီးနှစ်ပတ်နီးပါးအကြာမှာတော့ပြခတ်မှုမှာပါဝင်သူ16ဦးကိုဖမ်းမိပြီလို့စစ်ကောင်စီကထုတ်ပြန်ခဲ့ပါတယ်။ဖမ်းခံရသူတွေထဲကလူငယ်2ဦးကိုတော့ တနတ်သမားတွေလို့စစ်ကောင်စီကဆွဆွဲထားပြီးတယ်ယူပို့ဆောင်ရေးလုပ်ပေးသူတွေတရားခံတွေလို့ဆွဆွဲခံရသူတွေရဲ့မိသားစုဝင်တွေကိုပါဖမ်းဆီးတာပါပြစ်ခတ်မှုမှာဒဏ်ရာရသူကိုဆေးခုပေးရဲဆိုပြီးသာကေတာမျိုးက CDN ဆရာဝန်နဲ့ဆေးရုံပိုင်ရှင်ဆရာဝန်ကိုပါဆွဆွဲဖမ်းဆီးထားပါတယ်ဖမ်းဆီးထားသူတွေထဲမှာအသက်6နှစ်အရွယ်ကလေးငယ်ကိုပါတရားခံစီရင်သွင်းပြီးဓားပုံနဲ့တကွထုတ်ပြန်လာပါတယ်ကလေးကိုပါတရားခံစီရင်သွင်းတဲ့စစ်ကောင်စီရဲ့လောက်ရက်ကိုလူမှုကွေရမှာပြတ်တယ်ဝေဖန်နေကြပါတယ် တခတ်မှုကိုဆောင်ရွက်ခဲ့တဲ့ Golden Lady Warrior အဖွဲ့ကတော့စစ်ကောင်စီရဲ့ထုတ်ပြန်ချက်ဟာကွဲလွဲချက်တွေရှိနေတယ်လို့ဆိုပါတယ်စစ်ကောင်စီရဲ့သတင်းထုတ်ပြန်ချက်တစ်စောင်တည်းမှာတယ်တနက်သမားတွေဟာစပိန်နဲ့လာပြီးဥချိုထုံးအောင်ကိုပြက်ခတ်ပြီးစပိန်နဲ့ပဲပြန်သွားခဲ့တယ်လို့ဆိုပေမဲ့နောက်ပိုင်းမှာတော့စပိန်ကို၃ဘိန်းနဲ့တင်သွားတယ်ဆိုတဲ့အချက်ကကွဲလွဲနေတယ်လို့ GBW အဖွဲ့ကထောက်ပြပါတယ်ဒါအပြင်စစ်ကောင်စီကခမ်းမိတပ်တွေကဆိုပြီးတင်ထားတဲ့တနက်မှာလည်း နက်အစစ်မဟုတ်ပဲ gas နဲ့ပြည့်ရတဲ့ကော်စီတနက်ဖြစ်နေတယ်လို့လက်နက်ကျွမ်းကျင်သူတွေရဲ့မှတ်ချက်အရသိရတယ်လို့ GVW ကဆိုထားပါတယ်အခင်းပြတဲ့နေရာအနီးမှာရှိတဲ့ဆောက်လုပ်ရေးလုပ်ငန်းခွင်ကအလုပ်သမားတွေလမ်းမှာတွေ့တဲ့တက်စီသမား၊သုံးဘိန်းသမားတွေကိုပါဖမ်းဆီးတာနဲ့အသက်၆နှစ်ရွယ်ကလေးကိုပါတရားခံစီရင်တွင်းတာကချင်းချောက်တာဖြစ်တယ်လို့ GVW အဖွဲ့ကသုံးသပ်ထားပါတယ်စစ်ကောင်စီကတော့အခုဖြစ်စင်မှာပြစ်ခတ်သူတွေစီးနှင်းနဲ့ဆက်ဘင်းကိုတင်ဆောင်ပေးတဲ့သုံးဘိန်းသမားကိုဖမ်းမိရတာတစ်ဆင့် ခြေရခံနိုင်တာလို့ဆိုထားပါတယ်။ဒါအပြင်ဗိုလ်မှူးချုပ်အောင်ချိုတွန်းအောင်ကိုပြတ်ခတ်လုပ်ကြတဲ့ Golden Daily Warrior အဖွဲ့ကို NUG ကာကွယ်ရေးဝန်ကြီးဦးရီမော်ကဖွဲ့စည်းထားတာလို့ဆက်ဆွဲထားပြီးအဖွဲ့ခေါင်းဆောင်ကိုထပ်ပါဝင်ရှစ်ဦးကိုဖမ်းမိဖို့ကြံနေတယ်လို့စစ်ကောင်စီရဲ့ကြေညာချက်မှာပါရှိပါတယ်ရှင်။အခုဒီအလုံးမဲ့ဒီဗီလေးမှာတွေ့ရမယ့်အကြောင်းအရာလေးကတော့ကျွန်တော်တို့ရဲ့ညီကိုမောင်နှမရဲ့ဖြစ်တဲ့တော်လန်ရဲဘော်ရဲ့ရှေ့တန်းမှာဘယ်လိုမျိုးနေထိုင်နေရလဲဆိုတာသူ့ရဲ့မိသားစုတွေကိုပြန်လည်ပြောကြည့်တဲ့အခါမှာ အင်ကိုဆက်သွယ်ခြင်းမရှိပေမဲ့လည်းအခုလိုမျိုးလိုင်းပေါ်ကနေတစင်ပြောနေရလေးတွေ့ရပါတယ်။ဒီကိုပဲမိအေကိုပတ်သက်ရင်အင်ကလူတွေကိုစစ်ပွေးတွေဆွဲမှာကိုလည်းစိုးရင်တာဖြစ်တဲ့အတွက်ကော်လန်ရဲဘော်တွေကသူတိတ်ထားပြီးတော့သူတို့ချေရတဲ့မိသားစုတွေနဲ့သူရဲ့ဘဝတွေအားလုံးကိုစွန့်လွတ်ပြီးတော့ဒီတန်းကိုရဲဝံရောက်ရှိလာပြီးတော့မင်းအောင်နိုင်ကိုတော်လန်တိုက်ခိုက်နေကြဖြစ်ပါတယ်။ကျွန်တော်တော်လန်မျိုးတွေအားလုံးနဲ့နေစဉ်နဲ့မြတော်လန်ဤတိတော်လန်ဤတိမပြဲဖဲနဲ့တော်လန်ရဲဘော်တွေကိုရဲတဲ့အပိပိပူဒီနေရာကနေပြီးတော့ချက်မှန်တောင်းဆိုလိုက်ပါတယ်ဗျာ။ တို့ဖိင်းစကားရအများကြီးမျက်နှာရှင်းဆိုင်ပဲဖြစ်ဖြစ်ဖိလမောင်ဖတ်ပြီးမိမိပဲဖြစ်ဖြစ်ပြောချင်တယ်နော်စတဲ့မလို့တော့ဝင်မဲ့နေ့တိုင်းဒီနေရာမှာကြုံရတဲ့အရာတိုင်းကိုဖိကြီးကိုပြောပြနေတဲ့ပုံပဲပုံပုံမိတယ်တနေ့ထက်တနေ့ပြောပြဖို့ပိုခက်ခဲလာတယ်တိတာဖိသမီးအသက်ပိုကြီးလာပြီး လူကြီးလို့စခံစားနေရတဲ့စကားတွေကိုဖိအီးတင်စိတ်ထဲဘယ်လိုများနေမလဲနော်ဒီမှာမနက်ဆိုလို့ရှိရင်တို့လေးရင်းနေဆင်းရဲရှိရာတွေပြီးဆရာတွေစမ်းတန်နေတဲ့ဒီလေးရင်းငယ်တွေနဲ့ပတ်သက်တဲ့အရာတွေလိုက်ကြည့်ရပြီဒီနေ့တော့အားရင်တော့နှဆိုင်နေသောမုန်းဆိုင်မှာဘာဝဲစားပြီးနားမလဲနေ ဆိုင်ရရှိတဲ့ပုံစံတွေပါတွေးပြီးတော့တမီးနဲ့ဒီလိုရောက်နေကြတဲ့သူတွေအကုန်လုံးငင်းကြပြီပြီးရင်လည်းရှက်ဘူးနဲ့ပါမုံးနဲ့ပဲစားပြစ်တာပါပဲဖေးဒီမှာသာရှိရင်တမီးကိုအိမ်မှာလိုမျိုးစက်တွေရမစားနဲ့ဘူဝမစားနဲ့ဒီဟာမစားနဲ့ယောဂဖြစ်မဲဆိုပြီးတော့တိတ်ဆူပြစ်မှာမဟုတ်ဘူးဒါဆိုဘာမှပြင်းရှိဘူးနင်းနေဆိုတမီးတို့တဲတန်ရေလူချိုးကြပြီဒီမှာမိန်းကလေးတိတ်မများပါပဲဒီတမီးတို့အတွက်ရေချိုးဆန်နေရအောင် အကာရီပိုင်းနဲ့လောက်ထားပြီးရယ်တခါလေအာနာမီရယ်မျိုးရှိနေလို့သူတို့ငများပူနေတယ်လားအားကြောင့်လှုပ်လှုပ်တဲ့အချိန်မှာတော့အချိန်မဆွဲမိအောင်ရှေးသာခုံမိတာမျိုးမျိုးဖြစ်အောင်ကြိုးစားပြီးလှုပ်တယ်မိအခုဆိုစစ်စင်ရေးမှာမဆိုးစလောက်လေးအားကိုးရရဲပေါ်တော့ဖြစ်နေတလုံးစစ်ထဲမှွင့်နဲ့အစိုးရဝန်ထမ်းတော်မလုံနဲ့ဆိုပြီးတော့ဖေးမာခဲ့တာတွေကခုနကမိထားအောင် ။တမီးတယောက်ဒီလက်နက်ကင်တော်လိုင်းရေးလုံနေမသိတာပဲ။မလောက်တော့ရင်တော့သိတာနေမှာ။အခုကလက်နက်မကင်ဆေးမပူပါနဲ့။ဖေးတမီးကလူပောင်းလဲထွားမနေဘူး။လက်နက်ကင်မူလည်းနည်းနည်းလေးရယ်ဆိုတော့တိုက်ခိုက်တာပြပြပြင်လုံနိုင်မှာမဟုတ်ဘူး။အဲ့ခါကျဘေးကရဲဖို့တမိကြောင့်အသက်ပေးရမျိုးမလိုခြင်း laptop ကင်ပြီးလုံနေအောင်တမိတနက်ကင်တာတက်စားရင်အများကြီးပို့လုံနိုင်တယ် ဖိမင်းပီတိဖြစ်နေမှာငါသမီးတက်လာ ਈ လာအမ်းမယ်ဆိုပြီးတော့အော်အားရရေတော့လည်းဒဲဒဲဒဲလေးကြောင်းရတယ်ဒီရှင်းတော့ဘာလဲ။ဘာလဲ။ကိုရ laptop မှာဒီခွေးသားကိုရွာရင်းနားမကတ်နိုင်အောင်လုပ်တဲ့မော်ရပါဘေး။ တွေ့ရတယ်။အဲ့ laptop ပစ္စလက်ကြီးနဲ့ရှင်နဲ့တမီးရဲ့ဘော်ကြီးအများကြီးကောက်ပေးနိုင်တယ်။ဒီအမားကြီးလည်းလုံးမိပါသေးတယ်။အတန်အနဲ့ထိခဲ့တဲ့ဒီကိုရှိခဲ့ပြီ။ရည်စရာတွေပဲဖြစ်နေရော။ laptop တလုံးနဲ့တောင်ပိုင်းမှာရှောင်းဝင်နေရဖြစ်ကြည့်ရဲ့။ laptop ပါလို့ရှိရင်အိမ်မှာကိုယ်ကိုယ်ဘဝင်နေမြင်လို့ speed 50ပေါ့။ဘုံကစ် distance 300 50 83 distance ဘယ်မှာတိလိုက်ပဲနဲ့ညောင်းရမှာအဲ့လိုစိတ်နဲ့တောက်ခတ်တာ သုံးနှစ်ကြီးများလုံးငယ်လေးနဲ့အစပိုင်းမှာတော့ဘွဲရယ်ဆက်တိုက်တယ်။တလမှာတစ်ပတ်လောက်ပဲစခန်းမှာပြန်လာတာ။လဲကြတယ်။လူပင်မဆိတ်ပင်မဆိုတော့ break up ကောနေ တိုက်ပွဲတော့ဆိုလို့ရှိရင်ကိုရီးယားပြုံနေကြတာရှေ့မှာမြင်မှုတဲ့တိုက်ပွဲတွေကိုတိုက်ပွဲတွေလိုမျိုးဖြောက်တာဖြောက်တာမဟုတ်ဘူးအင်အားအင်အားလည်းများတယ်အဖွဲ့တွေကလည်းအများကြီးပဲအဲ့လိုအဲ့လိုတိုက်ပွဲမျိုးမကြုံဘူးတော့ဟိုစိတ်ပူရာဆိုတာတက်ကိုဘအင်အားများနေအချိန်မှာကျတော့ပျော်မိတာအဲ့တော့ဆကားစားဘက်ကလက်နက်ကြီးနဲ့ပြစ်တယ်ပြီးတော့သူတို့ခေါ်တဲ့လေကွဲလားမသိအဲ့ဒါနဲ့ပြစ်တယ် တောက်ရှောက်ပြင်းနေလို့ကိုလူတွေငုတ်တုံးမိနေတာအဲ့ရှိမှာသမီးတို့ဖွဲ့မတော်ဘူးအကြောင်းဖန်လာရောကားပေါ်မှာလည်းအကုန်လုံးလိုက်ကြည့်နေပြီဩမတော်နဲ့တူတူတိုက်ပွဲဝင်နေတူပါလားဆိုပြီးစိတ်ထဲမှာချိနေရပဲသူတို့ဒါမရှင်ကိစ္စပြောင်းမရှင်တခုမတော်ခင်ကွာဆရာကြီးကအကုန်ပြင်ဆင်တာအကုန်ပြင်ဆင်ခိုင်းတာပြီလားပါလေဆိုတော့လင်းပူပစ္စည်းတွေပြီး ထက်ရ electronic တွေ jewelry ခဲကောက်ကစတိတ်အစုံအကုန်ဆက်စီပြီးတော့ပုံးနေတယ်ကိုထဲတယ် laptop ရောဆက်စီရတိတ်မရှိဘူး virus မကိုက်နေရပြီပြင် laptop charger တွေပြင် battery တွေ battery charger တွေမီးစက်အောင်စုံရအကုန်လုံးနေရာတကျထုတ်ပိုးပြင်ကားပေါ်တင်ပြီးမှတိုက်ပွဲလာပွဲရောက်တော့ရောက်ချင်းတော့ကျဲကျဲရမှာဇက်တိုက်စကျဲရလေးလုံးပဲရှိသေးတယ်နတ်စောကြီးကနေအဲ့တော့ နှစ်ခင်း17အဲ့လောက်ပဲရှိသေးတယ်။ laptop 15%ပဲကျန်တော့။ကဲအားသွင်းရမယ်ဆရာတို့ရေးဆိုပြီးပြီးတော့ပြီးသွင်း laptop တစ်လုံးနဲ့ edit လုပ်။မိစရာလေးကွယ် mission လုပ်တဲ့နေရာမှာမထားဘူး။သူမိုးလုံးလေးလုံးမှာထားတာ။ပြီးရပြန်ပြီသူမှ laptop ကြီးပိုက်ပြီးတော့ကိုရီးယားသူတို့ကိုကျဲရရရင်သူတို့ပြန်ပြစ်အမေမြေပြင်ရဲဘော်တွေကဆက်ပောက်ပြီးမေးပြီးအချိန်ညက်ကိုရီးဖွဲ့နားပြီလားနားပြီလားတဲ့ ခုဒီမှာပြောစရာမရှိအဲကြလို့ရှင်ဆရာနေပြီးတော့အားမရှိတော့လို့ပါတနားရီတော့တော့အချိန်ပေးရမယ်တေချာရှင်းပြရတယ်မိစ္ဆာလည်းတော့ရှောက်နှိုးထားရင်လည်းနည်းနည်းလေးတော့အားကိုးခံနေရလို့ဆိုပြီးတော့ဝမ်းသာရပါစိတ်ထဲမှာအားကိုးလို့ရတဲ့အဖွဲဖြစ်နေဆိုပြီးတော့ပထမတစ်ခေါက်လည်းဖြစ်ဘူးသေးတယ်အဲ့လိုမျိုး laptop battery ကိုမကြည့်လိုက်မိဘူးမရှင်လုံနေတာမရှင်လုံနေရင်လည်း လင်းကလမ်းတော့မှာဘုံပြဲပြီးတော့ပြန်လာရုံလေးပဲရှိသေးတယ်။တစ်ခွက်လုံးက laptop နာမှာ wine on ပြီး laptop ကိုကြည့်နေကြ။အဲ့ရှင်က screen က black out ဖြစ်အောင်လောပြောင်းပြောင်းပြောင်းပြီးတော့တယောက်နဲ့တယောက်အချစ်ချင်းစုံပြီးတော့လန့်တော့ကြောင်းဘာလဲရဘာလဲရဆိုပြီးတော့အဲ့နဲ့တုံးမှာ laptop အားကုန်သွားတာဆရာဆိုပြီးတော့ laptop အားမရှိရတတိမထားလိုက်မိဘူးဆိုပြီးတောင်းပန်လိုက်ရသေးတယ်နေ့နေ့လေး ူတို့ရပါတယ်ရပါတယ်နဲ့အန္တနာအန္တနာကြီးနဲ့လင်းကိုလိုက်ရှာနေကြတဖွဲ့လုံးလို့အမှတ်တရတယ်ဒီပဲဒီပဲပေါ့